ဲအခုမှပဲဂျော်နီရဲ့အခန်းကိုပြန်ရောက်တော့တယ်။ဟောအားလုံးလည်း live ပေါ်မှာရေးထားကြတာတွေ့ပါတယ်။လက်အိမ်မဖောက်ပေးဘူးလား memo ဖောက်ပြီလား။တချို့ဆိုရင်လည်းကျွန်တော်တို့ဒီ comment တယ်မဟုတ်ဘူးဒီက message box တွေဒီလာပြောကြတယ်။တို့ကကြည့်ရတာဟိုဂျင်းနဲ့ထည့်ခံရမယ်ထင်တယ်မဟုတ်သေးလား။တခြား company တွေပြောကြကျွန်တော်စိုင်စားဖွင့်ကြတယ်ကျွန်တော်ဆိုလက်အိမ်တွေထောက်ချောင်းမဲဖောက်ပြီးအများကြီးပဲ။ပြီးတော့အခု RG မဟုတ်ဘူးအရင်မြန်မာပြည်တည်ပါတယ် Adidas Nike ပူမအကုန်လုံးကျွန်တော်မဲဖောက်ဘူးလေ ဆိုတော့ဒီလက်အိတ်ဒီမျိုးကျွန်တော်မြန်မာနိုင်ငံမှာတော့မဲဖောက်တာအများဆုံးဒီလက်အိတ်နဲ့ပတ်သက်လို့မဲဖောက်တာအများဆုံးဆိုဆိုရင်ကျွန်တော် BGD ဒီဇိုင်းမရှိမှတင်တယ်။ဆိုတော့အဲ့ဒီအတွက်ခင်ဗျားတို့မပူနဲ့နော်။အခုကျွန်တော်ဒီဗီဒီယိုရိုက်ဖြစ်တာကလည်းကျွန်တော်ဒီမဲဖောက်ပေးမယ့်အစီအစဉ်ပြောပြမလို့နော်။ခင်ဗျားတို့တအားမလောကြနဲ့ဘာမှမဖြစ်ဘူး။ကျွန်တော်ခင်ဗျားတို့မလိမ်ဘူးနော်။ဒီအားကြီးအဲကျွန်တော်မဲဖောက်ပေးရလို့လေကျွန်တော်အတွက်ကဟိုဘာမှအရင်ရော့သွားတာမျိုးမဟုတ်ဘူးဟာဒီလားပူ ပို့ပြီးတော့ကောင်းတာကျွန်တော်မနေရဆိုရင်ကျွန်တော်မန်ယူကရှုံးသွားတယ်အာဆီယံဩစတာကနိုင်သွားတယ်ဒါမှမဟုတ်ကျွန်တော်မြန်မာကဒီရုံးနိုင်ငံကမမောင်တွေတယောက်ပဲရွေးနေတာအဲ့မမောင်တွေကပဲကိုရှူတာဆိုတော့ပြောရရင်ကျွန်တော်တို့ကဒီ quantity မလို quality ပဲလို့နေတယ်လားကျွန်တော်မောင်မောင်တွေကိုရှူရတယ်ဗျာဒါတော့မှကျွန်တော်တို့အောင်ပြုနေနေအောင်လည်းမပါဘူးဆရာပါဆိုတော့ပြောရရင်မမောင်တွေတော့မှဒီသူတယောက်တည်းပဲရွေးခိုင်းတယ်ဘယ်လိုရှူရတာလဲ ကျွန်တော်ပုံစံအောင်လေမျောမသိကိုကျွန်တော်ဆိုမနေ့ကကိုင်းထဲမှာသွားကြည့်ရုပ်မြင်ပါတယ်အများကြီးអော်ရအခုပြောနေတယ်မချက်သိမ်းပါဘာအလံတွေလက်ထားကင်ကင်ပြီးတော့လေအမောင်းမောင်းလေးမောင်းလေးဆိုရှေ့မိုက်တယ်ကွာဒီလားပြီးတော့ကျွန်တော်ဒီဘောလုံးမွေးကြည့်ရတဲ့ fee ရလေအခုတော့ဒီ menu အားပေးတာပါလို့ဒါပေမဲ့တစ်ခါမှလည်းမောင်းမောင်းကျွန်တော်နေနေတာပါကျွန်ပြောနေတဲ့အတိုင်းနဲ့ကျွန်တော်မောင်းမောင်းလေးကိုဒီကိုရှုရဲဆိုကျွန်တော်အာဂျီလက်တစုံလက်ဆောင်ပေးမယ်အဲ့ဒီအတွက်ကတေချာဖို့သူအာဂျီကျွန်တော်၄သိန်းခွဲနဲ့အာဂျီလက်လက်အိတ်တစုံအီတလီ brand နဲ့ဒီလားအဲ့ကောင်လက်ဆောင်ရမယ်ခင်ဗျားတို့ခင်ဗျားတို့ တူချင်းလေးရောကျွန်တော်မပေးနိုင်ဘူးကျွန်တော်ပြောထားတဲ့အတိုင်းနဲ့ကျွန်တော်မဲဖောက်ပေးမယ်ဘယ်လိုဘယ်လိုမျိုးမဲဖောက်ပေးမလဲကျွန်တော် YouTube ကို subscribe လုပ်ထားတဲ့သူတွေကျွန်တော်မဲဖောက်ပေးမယ်ဆိုတော့ပြီးတော့နောက်တစ်ခုပြီးတော့ तू 45မိနစ်ကန်ရမယ်ဆိုရင် तू ePro 7000ဝယ်ထန် ePro လက်တစုံလက်ဆောင်ပေးမယ်လို့ကျွန်တော်ပြောထားတယ်အဲ့ဒီကတိအတိုင်းပဲအဲ့တော့ခင်ဗျားတို့ကျွန်တော်လက်အိတ်နှစ်စုံဖောက်ပေးရမှာခင်ဗျားတို့ထင်တယ်လို့မျိုး RG တစုံ၄သိန်းဝယ်ထန်တစုံမျိုးမဟုတ်ဘူးเนาะ RG ရဲ့ ePro နှစ်စုံခင်ဗျားတို့မဲဖောက်ပေးမှာဆိုတော့ကျွန်တော်ဘယ်လိုမဲဖောက်ပေးမလဲဆိုတော့ဒီအစီအစဉ်မှာကျွန်တော်ပြောပြမယ် လာအမှန်ပဲကျွန်တော်လည်းလောလောဆယ်အောင်မလေးရှားမှာပဲရှိသေးတယ်အဲအခုလည်းကျွန်တော်မုံစားဒီမှာအပေါ်တက်လာတာပေါ့နော်ဆိုတော့ဟိုကျွန်တော်မဲကိုဘယ်လိုဖောက်ပေးမလဲဆိုတော့ကျွန်တော် comment picker နဲ့ဖောက်ပေးမယ်အဲ့တော့ခင်ဗျားတို့စိတ်မပူနဲ့နော်ခင်ဗျားကျွန်တော်ထပ်ပြောမယ်ခင်ဗျားတို့စိတ်မပူနဲ့အဲ့ကိစ္စအတွက်နော်ဟိုကျွန်တော်ကမဲဖောက်မယ်လို့ပြောပြီးကျွန်တော်အမြဲတမ်းဖောက်ပေးတယ်အာဂျီမမဟုတ်ဘူးခင်ဗျားတို့ ြောရင်ပြောထားတဲ့ခတိတိုင်ချောဖောက်ပေးမှာเนาะအဲ့ဒီတော့ခင်ဗျားတို့မပူနဲ့ကျွန်တော်ကဒီမမောင်နေဘိုးရှုလို့လည်းကျွန်တော်ဆင်းရဲနေရမျိုးမရှိဘူးကျွန်တော်အရန်ပြောတယ်မနေ့ကဆိုရင်ကျွန်တော်ပြောပြလို့ပဲအဲ့ဒီဟိုကွင်းထဲမှာသွားပြီးတော့ကြည့်တဲ့လူတိုင်းကိုမေးကြည့်တော့မြန်မာလူမျိုးတိုင်းမေးကြည့်မမောင်နေဘိုးရှုတာဒီမိုင်ဘက်ကဘိုးရှုခံလို့ဘယ်သူဆင်းရဲတဲ့လူရှိမလဲလို့မေးကြည့်ပါကျွန်တော်ကကျွန်တော်ဆိုပူတော်မပြောတယ်ပူတော်ပုံရင်တဲ့အခုဆိုကျွန်တော်က အဲလက်အိတ်လက်အိတ်ပါကျွန်တော်မဲဖောက်ပေးဦးမှာဗျပြီးတော့နောက်တစ်ခုကျွန်တော်ခဏပြောပြလဲကျွန်တော်မြန်မာနိုင်ငံသားမနေ့ကဆိုပြန်တော့အားလုံးမျက်နှာမျက်နှာပဲမပွင့်နေကြသေးလားအာဆီယံ17နိုင်ငံရွေးထားတဲ့ထဲမှာကျွန်တော်မြန်မာတအုပ်ပဲရွေးထားတယ်အဲ့အဲ့မြန်မာကလည်းကျွန်တော်ဘိုးတဘိုးရှူးဟာပေါ့နော်ပြောပြမယ်ဘယ်လိုမျိုးလောက်အောင်လဲဆိုတော့ကျွန်တော်29ရက်နေ့ကနေမှကျွန်တော်အခုတင်ထားတဲ့ post ရဲ့အောက်မှာဝင်ပြီးတော့ comment လုပ်ပေးတရက်နေ့ကိုကျွန်တော်တို့အမ် comment ပေးကနေမဲဖောက်ပေးမယ်ဒါပေမဲ့ တစ်ခုရှိတာပြောပြမယ်အဲကျွန်တော်တို့29ရက်နေ့ကိုအဲဒီအခုကနေစပြီးတော့ဒီ comment မှာဒီကျွန်တော်ရဲ့ post ရဲ့ comment မှာလာပြီးတော့မှန်းလို့ရပြီကျွန်တော်တို့31ရက်နေ့ည6နိုင်လောက်တော့ကျွန်တော်တို့ comment ကိုပိတ်ထားလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့တောက်လျှောက်တောက်လျှောက်အများကြီးဖြစ်လာမယ်ဆိုရင်လူတွေအရန်များတော့မှာဆိုလို့ဆိုတော့ကျွန်တော်တို့အခုအချိန်ရမယ်ဆိုရင်29ရက်နေ့ရမယ်30ရမယ်31ရမယ်3ရက်အချိန်ရမယ်ကျွန်တော်တရက်နေ့ကိုကျွန်တော် comment page နဲ့မဲဖောက်ပေးတဲ့ post ကိုကျွန်တော်ပြန်ပြီးတော့တင်ပေးမယ်ဟိုပုံပွင့်လင်းလင်းလေးဖြစ်အောင် ီးတော့ခဏအဲဆိုတော့ခင်ဗျားတို့အနေနဲ့ဒီ RG တို့ပြီးတော့ RG တို့အခုမဲဖောက်ပေးမယ် RG နဲ့ Ebro ကိုခင်ဗျားတို့အဲ့ဒီ quality ကိုလည်းခင်ဗျားတို့ကြည့်ချင်အောင်မှာတေးကြတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုတစ်ချက်ပြပေးမယ်ကဲတစ်ချက်ကြည့်လအောင် quality လေး အခုဒီ live quality တွေကလည်းပေါ့နော်ကျွန်တော်မြန်မာပြည်အကြောင်းဒီ PG တွေမှာကျွန်တော်လမ်းပြောလိုက်တယ်ငါ့ကိုဟိုဗီဒီယိုလေးလမ်းပို့ပေးအောင်ငါဒီမဲဖောက်ပေးမဲ့အစီအစဉ်မှာထည့်ပြီးတော့ရိုက်ပြချင်လို့ဆိုပြီးတော့ sign in ကလေးကိုလမ်းပြရိုက်ပြရိုက်ပြခိုင်းထားတဲ့ဗီဒီယိုပေါ့နော်ဆိုတော့အဲဒီဗီဒီယိုကိုဒီမှာပဲအဆုံးတက်မယ်ကျွန်တော်ပြောပြီးပြီအခုခါနေစပြီးတော့ comment ကိုမန်းလို့ရပြီ31ရက်နေ့ညနေ6:00မှာ comment ကိုပိတ်မယ်ကျွန်တော်တရက်နေ့ဖြန်ပိုင်းမှာ comment ပေးကြတယ် မဲဖောက်ပေးတဲ့အစီအစဉ်ကိုကျွန်တော်အားလုံးဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ post လုပ်ပေးပါမယ်။ဘယ်သူမဲပောက်တယ်ဆိုတာကိုကျွန်တော်ပြန်ပြီးတော့တင်ပေးမယ်။အဲ့ဒီတော့အားလုံးကံကောင်းကြပါစေ။ collab အခုဒီမဲဖောက်မဲ့ကိစ္စကကျွန်တော်ရဲ့ဒီအရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်ကဒီ YouTube မှာပဲဖောက်ပေးမှာပေါ့နော်။ဒီ TikTok တို့ Facebook တို့ကတော့မဟုတ်ဘူး။အဲ့ဒီတော့ကျွန်တော် YouTube channel မှာပဲလာပြီးတော့ comment လုပ်ပေးပါ။ကျေးဇူးတင်ပါတယ်။